မိဘရဲ့ကျေးဇူးကိုညီမရိုသေလေးစားရမလဲဆိုတာကိုသိရှိဖို့အတွက်ဇာနမူနာအဖြစ်ငါဖေရကိုတော်တိုင် ခမီးတော်ဤအလောင်းတော်ကိုထမ်းတော်မူမည်ဆိုပြီးတော့မြတ်စွာဘုရားရှင်ရဲ့မင်ကြားချက်အဆုံးမှာဒိဋ္ဌအာလုံးလဲကြီးညိုလွန်းလာကြောင့်မျက်ရည်များပင်ကြာဆင်းလာကြပါတော့တယ်အဲ့ဒီအခါမှာတော့ဒကြမင်းနဲ့တကွစတုလောကပါဠနမင်းကြီးတွေကလည်း ကောင်းကင်ဘုံကနေဆင်းသက်လာကြပြီအရှင်ဖုရားဤမုံမျက်လာတော့အမှုကိုနတ်တို့ကသာဆောင်ရွက်ခင်ပြုတော်မူပါဖုရားဆိုပြီးတော့နတ်တို့ဖန်ဆင်းထားတဲ့ရင်တော်နဲ့ရွှေခေါင်းတလားတော်ကြီးကိုပင့်ဆောင်ကြပါတော့တယ်အဲ့ဒီဇာဗနာပွဲတော်ကြီးကလူသားတို့ရဲ့ဇာဗနာပွဲတသက်မဟုတ်တော့ဘဲနဲ့လူနဲ့မြမအာလုံးတို့ကအကြီးရသူတော်စင်ဘရင်ကြီးတပါအားပူဇော်တော့ဒါတော်ဖုရားရှင်ရဲ့မိဘကျေးဇူးတည်တတ်မှုတရားတော်ကို နာယူပွဲကြီးတစ်ခုအဖြစ်တမိုင်းတွင်ခဲ့ပါတော့တယ်။ဒေါ်ဒေါရနာမင်းကြီးရဲ့ဘဝဇာတ်ကြောင်းက လောကီစည်းစိမ်ကိုတတ်မှတ်တဲ့ဖောက်ကင်တူရဲ့ဇလန်းအဖြစ် စာပြုခဲ့ပေမဲ့သူ့ရဲ့ဘဝနေကုန်းက လောကမှာမိဘဂျေဇူးထက်ကြီးမြတ်တဲ့တရားမရှိဘူးဆိုတဲ့အမြင့်မဆုံးသောတရားကိုဘုရားရှင်ကိုတော်တိုင်းစံနမူနာပြဟောကြားစေနိုင်ခဲ့တဲ့ဘောကွန်းတရက်အဖြစ်ဗုဒ္ဓသာသနာတော်မှာသာဝစဉ်ထွန်းလင်းတောက်ပကြံရစ်ခဲ့ပါတော့တယ်။ သူရဲ့ဘဝဇာတ်ကြောင်းကစကြဝဠာမင်းဖြစ်စေလိုတဲ့လောကီဖခင်တဦးရဲ့ကြီးမားတဲ့ညှော်လင့်ချက်တွေနဲ့အတူပူဆွေးတော့ကတွေနဲ့စတင်ခဲ့ပေမဲ့အဲ့ဒီသားတော်ရဲ့ကျေးဇူးတော်ကြောင့်ပဲတန်တရာဝစ်စင်းရက်ကနေလွတ်မြောက်ပြီးတော့အမြင့်မြတ်ဆုံးသောရဟတ်တဖိုလ်ကိုရောက်ရှိပြီးတော့ငြင်းငြမ်းစွာနေကုန်းချုပ်နိုင်ခဲ့တဲ့ဒေါက်တော်ရနာမင်းကြီးရဲ့ဘဝကလေးစားကြည့်ညိုစရာကောင်းလွန်းနေခဲ့ပါတယ်။တမိတ်ဆွေတို့ရေ